မင်္ဂလာပါရှင်။ The Wash ကစီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်းလုံးမှဆရာနာရှင်တက်ဖန်ထားတဲ့ဒီသခံ30ကျော်ပြန်လွတ်လာတဲ့အကြောင်း The Wash မှာ Robert ရာသီအဖွင့်စီမနစ်ကထက်ဈေးကျတဲ့သတင်းရေပြူမြို့နယ်ဇာတိရွာမှာဆရာနာရှင်တက်ဆွဲပြီးလျှက်စစ်မီပြန်ပေးပြီးတော့ရွာသားတွေကို ပြန်ခေါ်နေတဲ့အချိန်ဒီရနောင်းကနေကော့တောင်းကိုစိုက်ကဲမှောက်ခိုးပို့ရဲဆိုပြီး မြမ6ဦးဖမ်းဆီးခံရတဲ့အကြောင်းရွှေနဲ့ဗက်စီစတဲ့တဲ့င်းတွေကိုတင်ဆက်ပေးသွားပါမယ်။လောင်လုံးမြို့နယ်ကြောက်စင်ကျေးရွာအုပ်စုကိုဆရာနာရှင်တက်စစ်ကြောင်းဝင်လာချိန်ဖမ်းဆီးခံရတဲ့ဒေသခံပြည်သူ32ယောက်အောက်တိုဘာလ23ရက်ညနေ6နာရီလောက်မှာပြန်လည်လွတ်မြောက်လာတယ်လို့ဒေသခံတွေကပြောပါရယ်။ဖမ်းဆီးခံရသူတွေဟာသဘောစိတ်ပြင်ကြီးကရင်ကြီးကမ်းပဏီကျေးရွာကဒေသခံတွေဖြစ်ပါရယ်။ သူတို့ကိုဆရာနာရှင်တက်ကအောက်တိုဘာလ20ရက်နဲ့22ရက်အတွင်းကြောက်စင်ကြေးရွာအုပ်စုကိုစစ်ကြောင်းထိုးတဲ့ချိန်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လောင်လုံးမြို့နယ်ကိုစစ်ကြောင်းထိုးတဲ့ချိန်အောက်တိုဘာလ21ရက်နဲ့22ရက်နေ့တွေမှာတော်လိုင်းရေးတက်တွေနဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ဖမ်းဆီးထားတဲ့ဒေသခံတွေကိုပြန်လွှတ်ပြီးတဲ့နောက်အဲ့ဒီစစ်ကြောင်းကကမ္ဘာနီရွာရဲ့ပညစ်ကြေးရွာကြားကိုဆက်လက်ထွက်ခွာသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီစစ်တောင်းဟာလောင်းလုံးကျွန်းဆွယ်ရဲ့ကံယူရန်တလျှောက်မှာဒီကနေ့အထိရှိနေတာကြောင့်ကမ်ပဏီရွာနဲ့ပညစ်ရွာကဒီသခန့်တွေနေရစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။တဝဲမှာရာသီဖွင့်ဆရောဘာစီမနစ်ကထက်ဈေးရော့နေတယ်လို့တောင်သူတွေနဲ့ပွဲရုံလုပ်ငန်းရှင်တချို့ကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ပွင့်လင်းရာသီအစပိုင်းမှာနေလန်းပြားတပောင်ကို2800ကျဲလောက်ရှိခဲ့ပေမဲ့ ီနှစ်ရာသီဖွင့်ဆမှာတော့2620ကျပ်လောက်ပဲရှိတယ်လို့ဒဝယ်မြို့ကပွဲရုံလုပ်ငန်းရှင်တူကပြောပါရယ်ရောဘာချေခွက်ကက်ကလည်းတပိတ်တာကိုပြီးခဲ့တဲ့နှစ်က9000ကျပ်ဝန်းကျင်ရှိပေမဲ့အခုနှစ်ဆမှာတော့4000ကျပ်ဝန်းကျင်ပဲရှိတယ်လို့တရချောင်းမြို့နယ်ဝဲရစ်ကြီးရွာကရောဘာချန်ရှင်အမျိုးသားတူကပြောပါရယ်နိုင်ငံခြားတင်ပို့တဲ့လမ်းကြောင်းပြတ်တောက်ပိတ်ဆို့မှုတွေကြောင့်ရောဘာဈေးနှုန်းကျတာလို့ပွဲရုံလုပ်ငန်းရှင်ကပြောပါရယ် နေလန်းပြားတပိတ်တာကိုပြီးခဲ့တဲ့နှစ်ကတထောင်တထောင်ကျက်လောက်ရှိခဲ့ပြီးဒီနှစ်မှာတော့တပိတ်တာကို6000ကျက်လောက်ပဲရှိတယ်လို့လော်ဘာတောင်သူတွေကပြောပါတယ်။တနင်္သာရီတိုင်းမှာနှစ်ဖက်တိုက်ပွဲတွေလေကြောင်းတိုက်ခိုက်တာတွေနဲ့နေအိမ်မီးရှို့တာတွေကြောင့်အိုးအိမ်စွန့်ခွာစစ်ပီးရှောင်နေရသူတွေများလာပါတယ်။ဒါကြောင့်မို့မှိုင်းခန့်ရောဘာနဲ့နေလန်းပြထုတ်လုပ်သူတွေနှဲလာပြီးရောဘာချီခွက်ကတ်လုပ်သူတွေပုံများလာပါတယ် ရေပြူမြို့နယ်ကံပေါင်းတိုက်နယ်ဇာတိရွာမှာဆရာနာရှင်တက်ကဝင်ရောက်တက်ဆွဲပြီးလျှက်စစ်မီပြန်ပေးပြီးတော့ရွာသားတွေကိုရွာထဲမှာပြန်လာနေဖို့ပြောဆိုနေပေမဲ့မပြန်ရဲကြဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။ဆရာနာရှင်တက်ဟာ2024ခုနှစ်ဒီဇင်ဘာလကဇာတိရွာကိုလျှက်စစ်မီဖျက်တောက်ခဲ့ပြီးအောက်တိုဘာလ23ရက်နေ့မှာတော့လျှက်စစ်မီပြန်ပေးခဲ့တယ်လို့ရွာသားတွေကပြောပါဗျ။ ဆရာနာရှင်တပ်သား100လောက်ကအောက်တိုဘာလ20ရက်နေ့မှာစစ်ကြောင်းထိုးရောက်ရှိလာပြီးဇာတိရွာထဲမှာရှိတဲ့နေရင်တချို့နဲ့ဖုန်ကြီးကျောင်းမှာဒီကနေ့အထိတက်ဆွဲနေထိုင်နေကြတယ်လို့ဆိုပါတယ်။လျှက်စစ်မီပြန်ရပြီးတဲ့နောက်လျှက်စစ်နဲ့လဲပက်ရတဲ့ဖုန်းဆက်သွယ်ရေးတာဝန်တိုင်းတချို့ပြန်လဲပတ်နေပြီးဆက်သွယ်ရေးလည်းပြန်ရနေတယ်လို့ပြောပါတယ်။ဆရာနာရှင်တက်ကလျှက်စစ်မီပြန်ပေးပြီးရွာသားတွေကို ပြန်ခေါ်နေပြီမဲ့လမ်းပိုင်းဖြတ်တောက်ခံထားရလို့ တွာလာရီခက်ခဲတာနဲ့မြေမြုပ်မိုင်းအန်ဒီယရီကြောင့်နေရက်မပြန်ရဲကြသည်ဘူးလို့ဆိုပါရယ်2024ခုနှစ်ဒီဇင်ဘာလကကံပေါက်ရီကန်တောင်တိုက်ပွဲပြီးတဲ့နောက်ဇာတိရွာကိုဆရာနာရှင်တက်ကအင်းအားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ရွာလုံးကြော့ထွက်ပြေးခဲ့ရပါတယ်ထိုင်းမြန်မာနယ်စပ်ရနောင်းမြို့ကနေကော့တောင်းမြို့ကိုစိုင်းကယ်တွေကိုလှေနဲ့မှောက်ခိုးပို့ဆောင်နေဆိုပြီး မြန်မာနိုင်ငံသား6ဦးဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းတပ်မတော်အမှတ်25ခြေမြန်တရင်ကထုတ်ပြန်ပါတယ်။အကောက်ခွန်ဌာနကိုအကြောင်းကြားတာမရှိဘဲစိုက်ကယ်တွေကိုရနောင်းကနေကော်တောင်းကိုမှောက်ခိုးပို့နေတယ်ဆိုပြီးသတင်းရတာကြောင့်အာနာပိုင်တွေကအော်တိုဘလ23ရက်ညမှာရနောင်းမြို့ပါနန်းဒေသကိုရှောက်တခင်စစ်ဆေးခဲ့ပါတယ်။အဲဒီလိုစစ်ဆေးချိန်မှာစိုက်ကယ်တွေကိုငါးဖမ်းလေနဲ့တစ်ဖက်ကန်းကိုပို့ဆောင်ဖို့စီစဉ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ လေပေါ်မှာစိုက်တွေနဲ့အတူတင်ဆောင်လာတဲ့လိုင်စင်မဲ့စိုက်ကယ်၃စီးနဲ့အနီးနားမှာနောက်ထပ်စိုက်ကယ်၂စီးကို တွေ့ရပြီးလေဦးစီးပါဝင် လေလုံသား၆ဦးကိုဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။အဲ့ဒီစိုက်ကယ်တစ်စီးကိုဘတ်၂၀၀၀နဲ့ဘိတ်ကို ပို့ဆောင်ပြရမှာဖြစ်တယ်လို့လေဦးစီးကဆိုပါတယ်။ဖမ်းဆီးခံရသူတွေကိုပါနန်းရဲစခန်းကိုပို့ဆောင်ထားပြီးဥပဒေအရဆက်လက်အရေးယူသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ ီကနေ့ရန်ကုန်ဈေးကွက်မှာခောက်ရွှေတစ်ချက်သားကို86သိန်းအတိနဲ့ဈေးဖွင့်ထားပါဗျ။ဒဝဲဈေးကွက်မှာတော့ရန်ကုန်ဈေးကိုအခြေခံပြီးအခောက်ရွှေဈေးဟာကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါဗျ။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေတစ်သိန်းကို830ဘတ်နဲ့ဈေးဖွင့်ထားပါဗျ။ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမှချမ်းသာကြပါစေ။ ကပ်ဘေးမျိုးမျိုးကနေလည်းအများဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဝအဖွဲ့သားတွေကစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။